ညနေဖုန်းပုံကလေးမှာစာရေးထားတာကတော့အကြီးပါရမီရှင်လေးတူတူတဲ့တူတူကပုံဆွေးရတာကိုနှစ်သက်တယ်တူတူရဲ့အမေကပကြီးဆရာမဖြစ်တယ်တူတူရဲ့အဖေကတော့အမှုပညာဘာသာရပ်ကိုသင်နေဆရာတယောက်ပါတူတူရဲ့ညာဘက်လက်မှာလက်ချောင်းလေးတွေမပါရှာဘူးဒါပေမဲ့သူက ပကြီးစရာဖြစ်ချင်တယ်။ရုပ်ပုံလှလှလေးတွေကိုဆွဲချင်တယ်။တူတူကိုသူ့အမိကကြောက်အပ်ပြီးနေ။ဆရာကចောင်းသားတွေကိုတရိစံပုံတစ်ပုံဆွဲခိုင်းနေ။ចောင်းသားတွေစိတ်လှုပ်ရှားသွားတယ်။ နုနုကတောင်းပုံဆွဲခြင်းနဲ့အောင်အောင်ကကြောင်ပုံဆွဲခြင်းတည်းတက်တက်ကဝတ်ဝံပုံကိုဆွဲခြင်းနဲ့အေးအေးကစေးရောင်တွေကိုကြာပြီးဘေးရောင်နဲ့ဆွဲခြင်းတည်းလို့တိုးတိုးကိုဆက်ဆူတယ်အရောင်အားလုံးနဲ့ဆွဲခြင်းတည်းလို့တိုးတိုးကပြောတယ် ောင်းအောင်ကခဲတံတွေကိုခြုံလိုက်တယ်။စုတ်တံကိုသုံးပါလား။ရောင်စုံခဲတံကိုသုံးပါလားလို့တူတူကိုမေးတယ်။တူတူကနှမျိုးလုံးသုံးမယ်လို့ပြောလိုက်တယ်။တတက်ကရောင်စုံကူးကိုထုတ်ပြီးဘယ်ဘက်လက်နဲ့ဆွဲပါလားလို့မေးလိုက်တယ်။တူတူစိတ်ရှုပ်သွားပြီးတော့လက်နှစ်ဖက်စလုံးနဲ့ရအောင်ဆွဲပါလို့ပြောတယ်။နုနုကအယောင်တွေကိုရောဆက်လိုက်တယ်။နေရောဘယ်ယောင်တွေကိုသုံးပါလဲလို့မေးတယ်။ အယောင်အားလုံးကိုသုံးပါလို့တူတူပျော်ပျော်စီပြောလိုက်တယ်။ဒါပေမဲ့တူတူရဲ့ညာဘက်လက်ကလက်ချောင်းမရှိတဲ့အတွက်စုတ်တံကိုကိုင်လို့မရဘူး။ကိုင်လိုက်တိုင်းချော့ချော့ထွက်သွားတယ်။တူတူကစက်တကောင်ပုံကိုအရင်ဆွဲကြည့်ဖို့စူးစမ်းလိုက်တယ်။ဒါပေမဲ့မကြခင်မှာသူ့လက်တစ်ပြင်းလုံး ဆေးရောင်တွေပေးသွားတယ်တူတူလက်လျှော့ပြလိုက်ချမ်းလာတယ်ရုတ်တရက်သူ့လက်ပွားမှာကျူးစမ်းတဲ့ပုံပေါ်နေတဲ့နေရာတစ်ခုကိုသတိပြုမိလိုက်တယ်အဲ့ဒါလေးကချက်ကလေးနဲ့ဆင်တူတယ်တူတူအကျင်ရသွားပါပြီ ူတူကသူ့လက်ကိုအညူရောင်ဆေးချေလိုက်တယ်။စခက်ခက်ရီလိုက်တယ်။ငါလက်နဲ့ပဲဆွဲမယ်လို့ပြောလိုက်တယ်။စာရွေးရတောက်မှာသူ့ရဲ့လက်ကိုတင်လိုက်တယ်။သူကပြုံးရင်းအညူရောင်အဆက်လေးတွေထပ်ဖြည့်လိုက်တယ်။ကြည့်ပါဦး။စစ်စရာကောင်းတဲ့ခွေးလေးတကောင်တူတူကသူ့လက်ဖွာလက်ဖြံတို့နဲ့ အဝါရောင်အမှတ်သားနှစ်ခုထပ်လုပ်လိုက်တယ်။ပြီးတော့လိမ်ပေါ်ရောင်အဆက်တွေကိုဖြည့်လိုက်တယ်။ကြည့်ပါဦး။သက်ကလေးအုပ်ကြီးဖြစ်သွားပြီ။ပြီးတော့တူတူကသူ့ခြေရောက်ကိုအညူရောင်ဆေးချေပြီးတော့စက်ကူကိုခြေပွားရာတွေချင်အောင်လှုပ်လိုက်တယ်။သူကလိုင်းအင်းငယ်ဆွဲတယ် လိုက်တာအလုံးချစ်စရာကောင်းရဝုန်းဝန်တကောင်ပါလားတူတူကသူ့ခြေခနောက်မှာအပြာရောင်နဲ့ပန်းရောင်ကိုတူလိုက်ပြီးဆာရွက်ပေါ်မှာခနောက်တစ်စိမ့်နှိမ့်လိုက်ပြီးတော့စာရွက်ပေါ်မှာလိုင်းတွေနည်းနည်းထပ်ကြည့်လိုက်တဲ့အခါအယောင်သွေးစုံနဲ့ငှက်တွေပေါ်လာတယ် ငါတို့ကိုတရိတ်ဆိုင်ရုံကိုပို့ပေးမယ်ယထာလိုနေသေးတယ်လို့တူတူကပြောတယ်။ငါနဲ့အတူယထာဘသူဆွဲကျင်တယ်လေ။ခလေးရီအားလုံးအတူတူလှမနေပကြီးကားကြီးတစ်ချက်ကိုဝိုင်းဆွဲကြတယ်။ဒီเจ้าငယ်ဟာကြိုစရာအကောင်းဆုံးเจ้าငယ်လေးပဲပေါ့။